မင်္ဂလာပါအခုချိန်ကစပြီးတော့ဂျွန်လ10ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ के ဒီနေ့တော့စစ်ကောင်စီတပ်ရဲ့ Jet Fighter 10စီးပြစ်ချခံရတဲ့ဆိုတဲ့သတင်းနဲ့စပါမယ် ဂျွန်လ10ရက်နေ့ဒီနေ့မှာပေါ့နော်ဒီနေ့နေ့လယ်7နာရီကျော်လောက်ကဒီစကိုင်းတိုင်းပလဲမြို့နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲထဲမှာဒီစစ်ကောင်စီတပ်ရဲ့ Jet Fighter တစီးပစ်ချခံလိုက်ရပါတယ်ပလဲမြို့နယ်ကန်းတောင်စခန်းသိန်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပစ်ချခဲ့တာလို့ထုတ်ပြန်လာပါတယ် online ပေါ်မှာတက်လာတဲ့ video file အရတော့ဒီ Jet Fighter ကအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့မိလောင်နေတာဖြစ်ပါတယ် ဒီ jet fighter ဟာဆိုလို့ရှိရင်ပလဲမြို့နယ်တဲကိုလှက်ပတ်ပစ်ခတ်နေတဲ့တရက်ဦးလေတပ်ကတက်လာတဲ့လေရင်လိုလဲဆိုကြပါရယ်ပြည်သူလူမျိုးရေးတပ်မတော် PLA ကပလဲတိုက်ပွဲတဲ့ဒီ jet fighter တစ်စီးကိုပြစ်ချနိုင်ခဲ့တဲ့အကြောင်းထုတ်ပြန်ထားပြီးအသေးစိတ်ကိုတော့ဆက်လက်ထုတ်ပြန်မယ်လို့ဆိုပါရယ်ဘလူမျိုးလက်နက်နဲ့ပြစ်ချလိုက်တယ်ဆိုတာကိုတော့မသိရသေးပါဘူးကန်တောင်ရွာကနေမြေရဲစခန်းကို PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဂျွန်လ3 ဆာလိုတိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ဘက်ကလည်းနေ့တိုင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ကရင်ပြည်ကော့ဂရိတ်မြို့နယ်ထဲကလေကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာတော့ဒီကလေးတွေအပါအဝင် အရက်သား9ယောက်သေဆုံးခဲ့ပါတယ်။ပိုင်ရက်ရွာက ကလေးတွေစားသင်နေတဲ့အိမ်သားကိုလေကြောင်းကနေဘုံကျဲခံခဲ့ရလို့ကလေး3ယောက်အပါအဝင်လူကြီး1ယောက်ကအဲ့ဒီနေရာမှာတင်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်က တော့မနေ့ကဂျွန်လ9ရက်နေ့ဒီနေခင်းပိုင်းပေါ့နော်နှစ်နာရီလောက်မှဖြစ်ခဲ့တာပါထိခိုက်ဒဏ်ရာရခဲ့တဲ့ကလေး၁၁ယောက်နဲ့ဆီယမ၁ယောက်ကိုဆေးရုံကိုပို့နေတဲ့အချိန်မှာပဲဒဏ်ရာပြင်းထန်တဲ့ဆီယမကထပ်ပြီးသေဆုံးသွားတာလို့ဒေသခံတယောက်ကပြောပါတယ်လေကြောင်းကနေပစ်ချလိုက်တဲ့ဘုံတရောက်ပေါက်ကွဲခဲ့တဲ့အိမ်ဟာဒီကိုထူကိုထကျောင်းပုံစံမျိုးနဲ့ပေါ့နော်ကလေးတွေကိုစာသင်ပေးနေတာဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားတာမျိုးတော့မြေပြင်မှာမရှိဘူးလို့ဆိုပါတယ်တိုက် ပွဲမရှိဘဲနဲ့အခုလိုမျိုးဘုံကျဲခံရတာဖြစ်ပါတယ်။လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုံနေတဲ့အတွက်အကြောင်းမတက်ရဲကြလို့အခုလိုမျိုးအိမ်တွေမှာကုထူကိုထကလေးတွေကိုခေါ်ပြီးတော့စတင်ပေးနေတာလို့ဆိုပါတယ်။ အခုလေချောင်းကနေဘုံကျဲခံခဲ့ရတဲ့ဒီပိုင်ရက်ရွာဟာဆိုလို့ရှိရင်ကရင်နဲ့မွန်အဆက်ပေါ့နော်ဒီရှိတာကတော့ကရင်ပြည်ဘက်ခြမ်းဒီကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ရွာလေးပဲဖြစ်ပါတယ်လေချောင်းတိုက်ခိုက်မှုအကြောင်းကို ပြောပြီးပြီဆိုတော့အခုဒီနောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ပြည်သူတွေကိုမြို့ထဲကနေမောင်းထုတ်နေတဲ့သတင်းနဲ့ဆက်ပါမယ်ဆိုတော့ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်တဲကဒေသခံ6000ကျော်ဟာမြို့ကနေမောင်းထုတ်ခံနေကြရပါတယ်စစ်ကောင်စီတက်လက်အောက်ခံ ဖွဲ့ဖြစ်တဲ့ဒီပအုပ်ပြည်သူစစ်အဖွဲ့ PNA ကမောင်းထုတ်နေတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါတယ်စီဆိုင်မျိုးနယ်ထဲကကြီးရွာအုပ်စုနှစ်စုကဒေသခံတွေကိုဒီဖျားဖြူရွာကမွေတော်ဖျားဝင်းနဲ့ကိုဂျွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့ပြောင်းရွှေ့ကြဖို့ညွှန်ကြားထားတာဖြစ်ပါတယ်ပို့မျိုးသားလူမျိုးရေးတပ်မတော် PNL ရဲ့စစ်ဘက်ရေးရာပြောရေးဆိုခွင့်ရှိသူခွန်ရဲရန်ကတော့အခုလိုလုပ်နေတာဟာတော်လန်ရင်းနဲ့လူထုကိုအဆက်အသွယ်ပြတ်အောင် လုပ်နေတာမျိုးဖြစ်တယ်လို့ဆိုပါတယ် အခုလိုတနေရာထဲမှာဒီပြောင်းရွှေ့နေထိုင်ခိုင်းပြီးတော့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီအပြင်မထွက်ရမသွားရမလာရဆိုတာမျိုးကန့်သတ်မှုတွေပါရှိလာနေတဲ့အတွက်လောက်ကန်စားတောက်ရေးအပိုင်းထိခိုက်လာမှာကိုလူတို့တွေကစိုးရိမ်နေကြပါတယ်။ က်ပွဲတွေရှိနေတယ်လို့ပဲတစ်ဖက်မှာတော့ဒီတော်လန်ยีတိုင်းသားတော်လန်ยีလက်နက်ကန်အဖွဲ့တချို့ကအုတ်ချုပ်ยีပိုင်းအတွက်ပြင်ဆင်မှုတွေရှိနေကြပါတယ်။တန်းပြည်နယ်ရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ TLC ကိုဖွဲ့စည်းလိုက်ကြောင်းကြေညာချက်ထုတ်ပြန်လာပါတယ်။တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ကတင်ပိုက်ထားတဲ့နေမျိုးတွေမှာအုတ်ချုပ်ยีနောက်ပြီးတရားစီရင်ရေးနဲ့ဥပဒေပြုရေးအာဏာတွေကိုရယူထားမဲ့တော်လန်ยีကာလဥဆောင် ကောင်စီအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်စစ်တပ်အနေနဲ့တအန်းတက်မတော်ကဒီသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မြို့တွေကိုပြန်ပေးဖို့တောင်းဆိုနေတဲ့အချိန်မှာပဲအခုလိုမျိုးတအန်းပြည်ရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ TLC ကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ် DNL ကသိမ့်ပိုက်ထားတဲ့နေမြေတွေကိုအခြေခံပြီးတော့2025ခုနှစ်ထဲမှာတအန်းပြည်ဒီတော်လန်ရေးကာလပြည်သူအစိုးရတရက်ကိုဆက်လက်ဖွဲ့စည်းနိုင်ရေးလဲအမြန်ဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ် အဖွဲ့ကိုတော့တအန်းပြည်ကောင်စီတအန်းလန်းကောင်ဆယ် TLC လို့နာမည်ပေးထားပြီးတော့ PSLF TNL ရဲ့ဥက္ကဋ္ဌတာအိုက်ဘုံကဒီကောင်စီမှာလည်းဥက္ကဋ္ဌအဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။တန်းမျိုးသားပါတီ TNB နောက်ပြီးတော့ပလောင်တအန်းပြည်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့တအန်းနိုင်ငံရဲ့အတိုင်ပင်ခံကောင်စီ TPCC တို့တွဲဆောင်ပြီးတော့အခုလိုမျိုးဖွဲ့စည်းလိုက်တာလို့ဂျွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်ရှင်။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ကမ္ဘာတဝန်းကယင်းဒီမြုံနံသူတွေဝိုင်းပြီးတော့စောင့်ကြည့်နေတဲ့အစည်းအဝေးတစ်ခုရှိနေပါတယ်။အဲ့ဒီအစည်းအဝေးကိုတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာကျင်းပနေတာဖြစ်ပါတယ်။တရုတ်နဲ့အမေရိကန်အစစ်မြစ်ကိုယ်စားလှယ်အဖွဲ့တွေရဲ့ကုန်သွယ်ရေးအစည်းအဝေးပါ။ဒီကနေ့ကတော့ဒုတိယနေ့အဖြစ်ဆက်ပြီးတော့ကျင်းပနေကြပါရယ်မနေ့ကပထမနေ့အစည်းအဝေးကိုတော့9နာရီကြာအောင်ကျင်းပခဲ့ပေမဲ့အဖြေမထွက်ခဲ့လို့ဒီကနေ့ထပ်ပြီးတော့ဆွေးနွေးကြမှာဖြစ်ပါရယ် ပထမနေ့အစည်းအဝေးအပြီးမှာတော့အမေရိကန်သမ္မတဒိုနယ်ထရမ့်က China is not easy တရုတ်ကမလွယ်ဘူးလို့မှတ်ချက်ပေးပါတယ်။ကုံသွဲခွန်တိုးမြင့်နာတွေကိုရပ်ပောင်း60ဆိုင်းငံ့ထားတဲ့အချိန်အတွင်းမှာအခုအစည်းအဝေးကိုကျင်းပနေတာလည်းဖြစ်ပါတယ်။ရက်60မတိုင်ခင်ပြဿနာတွေပြေလည်အောင်ညှိနှိုင်းနိုင်မလားဆိုတာလဲကမ္ဘာအနှံ့ကယဉ်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရတာပါ။ အဓိကကျပြီးတော့တင်းမာနေတဲ့ကိစ္စတွေက electronic ပစ္စည်းတွေထုတ်လို့ရမှာမရှိမဖြစ်လိုအပ်နေတဲ့ဒီမြေရှားတတ်ထုအပေါ်အခွန်တိုးမြင့်မဲ့ကိစ္စနောက်ပြီးတော့ဒီအမေရိကန်က AI မှာအသုံးပြုရမဲ့အဲ semicon အဲ data ပေါ့နော်ဒီ semicon data တွေပိတ်ပင်မဲ့ကိစ္စနဲ့ဒီတရုတ်ចောင်းသားတွေကို visa ရုပ်သိမ်းတဲ့ကိစ္စတွေဖြစ်ပါတယ် ကမ္ဘာမှာစီးပွားရေးအရာအင်အားအကြီးဆုံးနံပါတ်1နဲ့နံပါတ်2နိုင်ငံတို့ရဲ့ဒီအရေးကြီးတဲ့အစည်းအဝေးရလဒ်တွေကတော့ရလဒ်တွေဟာဆိုလို့ရှိရင်ဒီ stock share ဈေးကွက်ကိုအကြီးကျယ်ရိုက်ခတ်နိုင်တာမို့လဲယင်းဤမြို့နံသူတွေကစောင့်ကြည့်နေကြတာဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံမှာတည်သွားတဲ့အထီးထိုးကျိတ်ခံလာရတဲ့ဒီချင်းပြာပေါ့နော်အာမြန်မာနိုင်ငံသားနဲ့ဆိုင်တဲ့သတင်းမှာဆိုတော့ထိုးကျိတ်ခံရပြီးတော့မိမျောနေတဲ့ချင်းပြီက အသက်38နှစ်အရွယ်ကိုရဲမြင့်အောင်ကိုထိုးကျိတ်ခံရပြီး7နှစ်အကြာလောက်မှာမှဓာတ်ဆီဆိုင်ထဲမှာသူ့ရဲ့မိဆွေတွေကတွေ့ခဲ့ပါတယ်ဆိုတော့ဒီအဖြစ်ပြက်ကတော့မေလ23ရက်နေ့မှာ ဖြစ်ပြီးတော့ဆေးရုံတင်လိုက်ရတဲ့ဒီကိုရဲမြင့်အောင်ကတော့ ထားတဲ့ဒဏ်ရာတွေနဲ့ပဲမေလ25ရက်နေ့မှာကွဲလွန်သွားခဲ့ပါတယ်။ရဲတွေကတက်ဆက်ပြည်နယ်အာဒီအနောက်မြောက်ပိုင်း Harris မြို့နယ်ထဲကအာဆိုင်နီကိုဓာတ်ဆီဆိုင်မှာရှိတဲ့ CCTV တွေကိုကြည့်ပြီးတော့တရခန့်ကို ရှာဖွေခဲ့ကြပါတယ်။ဆိုတော့အခုတော့အဲ့ဒီတရခန့်ကိုဖမ်းမိပြီဖြစ်ပါတယ်။ဓာတ်ဆီဆိုင်ထဲကကားအထွက်ပေါ့နော်။ကားထွက်လာတဲ့အချိန်ဒီကားခေါင်မိုးပေါ်မှာတင်ထားတဲ့ဘီယာဘူးပြုတ်ကြတာကိုတယောက်ယောက်ကအာဘူးနဲ့ပေါက်တယ်လို့ထင်ပြီးတော့ကားရက်ထားတဲ့ဓာတ်ဆီဆိုင်ထဲမှာပြန်ရှာတာကနေစခဲ့တာပါ။အဲ့ဒီမှာစတို းဆိုင်ထဲကိုရောက်နေတဲ့ကိုရဲမြင့်အောင်ကိုတွေ့ပြီးတော့အချက်20ထက်မနည်းထိုးကျိတ်ခဲ့တယ်လို့ရဲကပြောပါတယ်။အခုတော့ဒီကိုရဲမြင့်အောင်ကိုထိုးကျိတ်ခဲ့တယ်လို့စွပ်စွဲခံရတဲ့သူ အသက်18နှစ်အရွယ်မာတီနက်စ်ကိုဒီရဲကလူသက်မှုနဲ့တရားစွဲဆိုထားပါတယ်။ အာနောင်ကျော်လို့နာမည်ပေးထားတဲ့ကြောင်လေးကချင်းမိုင်မြို့နားမှာရှိတဲ့မှက်ခါပေါ့နော်ဒီမှက်ခါအာကနယ်ဆိုတဲ့မြောင်းနဘေးမှာအိတ်နေတာပါတိတ်မကြခင်မှာပဲလူငယ်တစုကအဲ့ဒီနေရာကိုရောက်လာပြီးတော့ဒီအိတ်ထဲကတယောက်ကပေါ့နော်ဒီကြောင်လေးကိုရေမြောင်းလေးကိုကန်ချလိုက်ပါတယ် ဲ့ဒီအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ CCTV ရုပ်ပုံနဲ့အတူနောင်ကျော်ရဲ့ပိုင်ရှင်ကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ရဲစခန်းကဒီဖြစ်ရက်ကိုရာဇဝတ်ပုံမှဒီ38နဲ့အမှုဖွင့်ပြီးတော့ကြောင်ကိုကန်ခဲ့တဲ့လူကိုလိုက်ရှာပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့မှာတော့ချင်းမိုင်မြို့နာကဒီ ဒရိုင်လော်လို့ဆိုတဲ့နေရာမှာနေတဲ့ဒီအသက်16နှစ်အရွယ်လူငယ်တယောက်ကကြောင်ကိုရေမြောင်းထဲကိုကန်ချလိုက်တာသူဖြစ်တယ်ဆိုပြီးတော့ရဲစခန်းမှာဝန်ခံခဲ့ပါတယ်။သူကတော့မြန်မာနိုင်ငံသားဖြစ်ပြီးတော့ထိုင်းတရင်းတွေမှာဆိုလို့ရှိရင်တော့ chai sai ပေါ့နော်ဒီမောင်ဆိုင်လို့ဖော်ပြကြပါတယ်ပုံမှန်38ဆိုတာကတော့2014ခုနှစ်မှာအတည်ပြုခဲ့တဲ့တိရစ္ဆာန်တွေအပေါ်ရက်ဆက်မှုဥပဒေပုံမှန်ဖြစ်ပါတယ်ဒီပုံမှန်ကိုကျူးလွန်တဲ့သူကိုတော့တလားထက်မပိုတဲ့ထောင်ဒဏ်ဒါမှမဟုတ်လို့ရှိရင်ဘက်ငွေတထောင်တထောင်ထက်မပိုတဲ့ဒဏ်ငွေဒါမှမဟုတ်အာ ထောင်ဒဏ်ရောငွေဒဏ်ရောနှစ်ခုစလုံးကြခံဖို့ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ဒါကြောင့်ကျမတို့တွေအနေနဲ့ဒီတခြားနိုင်ငံတွေမှာနေထိုင်ကြတဲ့အခါကြလို့ရှိရင်ဒီမြန်မာနိုင်ငံသားတွေအနေနဲ့အဲ့ဒီနိုင်ငံတွေရဲ့ဥပဒေတွေကိုသိပြီးတော့နိုင်နာဖို့လိုအပ်ပါတယ်ရှင်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေအထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။